အားလုံးပဲမင်္ဂလာပါခင်ဗျာ Flow by LK Channel ကနေပြီးတော့ပြန်လည်ကြိုဝင်လိုက်ပါတယ်။ယနေ့ကျွန်တော်တင်ဆက်ပေးမယ့်ကမ်းခြေလေးကတော့လဝိုင်မြို့မှာရှိတဲ့ရင်းနှီးကမ်းခြေပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်လည်းသူတွေ့ကြည့်လိုက်ရအောင်။ဒီကမ်းခြေလေးကအာသာချက်တွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့လည်းအားနည်းချက်တွေလည်းရှိပါတယ်။အာသာချက်ကတော့ဓာတ်ပုံလေးလေးရိုက်လို့ရတဲ့ကမ်းခြေတစ်ခုဖြစ်တယ်။ ကိုယ်တိုင်လေလောပြီးတော့ပင်လေလေးကိုသွားရတဲ့ feeling ကလည်းအရင်မိုက်ပါတယ်ခင်ဗျာကမ်းခြေမှာတပင်းလေးတွေစိုက်ထားတဲ့အတွက်ကြောင့်မလို့အရေးအဝတ်တာလည်းကောင်းပါတယ်ကားပါကင်ဆာဗစ်အနေနဲ့လည်းအခကျင်းဝင်ပေးရမလို့တဲ့အတွက်ကြောင့်မလို့အရင်အရင်အဆင်ပြေပါတယ်ခင်ဗျာဒီကမ်းခြေရဲ့အားနည်းချက်ကတော့ကျွန်တော်ရှေ့မှာတင်ခဲ့တဲ့ကမ်းခြေတွေနဲ့မတူတာတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ရေအောက်မှာကြောက်ခဲအရင်များတာဖြစ်ပါတယ်ကြောက်တွေရေအောက်မှာများတဲ့အတွက်ကြောင့်မလို့ အလွယ်တကူထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်အဲဒီအတွက်သတိထားဖို့လိုပါမယ်ခင်ဗျာ ကျွန်တော်သွားခဲ့တဲ့နေ့ကလိုင်ယန်ကြီးတဲ့နေမျိုးလို့လေတော်ရတာအန်ဒီရဲ့နည်းနည်းတော့များပါတယ်အဆုံးနည်းကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ တာယာရဲ့နည်းရလေးပိုင်ဆိုင်ကြပါစေလို့ဖုမုံကောင်တောင်းပေးလိုက်ပါရစေ။